ကျွန်တော်တို့ဒီတစ်ပတ်တွေးဆုံမေးမြန်းဖို့စီစဉ်ထားတာကတော့ကီနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IC ကကုံတွဲရေးရင်းနှီးမြှုပ်နှံမှုနဲ့ပို့ဆောင်ဆက်သွယ်ရေးဌာနမှာရှိတဲ့တာဝန်ရှိသူတို့နဲ့ကျွန်တော်တို့တွေးဆုံမေးမြန်းသွားမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ဆရာမင်္ဂလာပါရှင်။မင်္ဂလာပါဗျ။ဟုတ်ကဲ့ဆရာနာမည်ရဲ့လက်ရှိအဲဘာတာဝန်တွေယူပြီးတော့ဆောင်ရွက်နေရတယ်ဆိုတော့ဟာဆရာတို့ဌာနကိုမိတ်ဆက်ပေးပါအောင်ရှင်။ဟုတ်ကဲ့ကျွန်တော်အခုလက်ရှိကျွန်တော်တို့ Green Bee နယ်ရဲ့ ဇာခလာအုတ်ချီကောင်စီကဖွက်စည်းထားတဲ့အဲကုံတော်ရေးရင်းနှီးမြှုပ်နှံမှုနဲ့ပို့ဆောင်ဆက်သွယ်ရေးဌာနကဌာနခွဲတစ်ခုဖြစ်တဲ့ကျွန်တော်တို့ဒီအဲတေပို့ဆောင်ရေးဌာနပေါ့နော်အဲဌာနမှာကျွန်တော်ညုံမှုအနေနဲ့တောင်းထမ်းဆောင်နေပါတယ်ဟုတ် ဟုတ်ကဲ့အော်အခုလိုတိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့ဒီတော်လိုင်းကာလမှာပေါ့နော်အဲပြည်သူလူထုကိုတိုက်ရအကျိုးဖြစ်စေမဲ့ဒီလမ်းမန်းဆက်သွယ်ရေးကိုလှုံ့ဆော်နေတာဟိုဘယ်လိုဆက်ပြီးတော့လှုံ့ဆော်ခဲ့လဲအခုလက်ရှိရောအာဘာတွေလှုံ့ဆော်နေလဲဆိုတာလေးကိုသိပြရစီရှင်ဟုတ်ကဲ့ကျွန်တော်တို့ဒီလိုဘောနော်တော်လိုင်းကာလမှာတချို့တော့နေရာတွေကဒီစစ်ကောင်စီတွေကကျွန်တော်တို့တုံးနေကြလမ်းကောင်းတွေကို ပိတ်ဆို့ထားတော့ လူထုပေါ်မှာကြံသွားလာရခက်ခဲတော့ကျွန်တော်တို့အဟိုဒီလိုကကုန်စီစီစင်းဖို့အတွက်ရဲ့နောက်ဒီလိုလမ်းပန်းဆက်တွေ့ရရရှိနိုင်ဖို့အရေးအတွက်ပေါ့နော်အဲပြောမဆိုရင်လူထုတွေအဲတရော်နဲ့တရော်တမျိုးနဲ့တမျိုးချိတ်ဆက်နိုင်ဖို့အတွက်ကိုကျွန်တော်တို့လမ်းလေးတွေပြောင်းပြီးတော့ဖောက်ရတယ် အဲပြီးတော့ဒီလမ်းလေးဖောက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့အာလူထုတွေအတွက်အဆင်ပြေသွားလာဆင်အဆင်ပြေစွာသွားလာနိုင်ရေးအတွက်ပေါ့နော်ကျွန်တော်တို့ရင်လမ်းလေးတွေခြောက်မိရတယ်ပေါ့နော်အခုလက်ရှိမှာလည်းကျွန်တော်တို့ကတော့ပြီးခဲ့တဲ့နှစ်အဲဖောက်ထားတဲ့လမ်းတွေကိုပြန်လည်ပြုပြင်ပြီးတော့မှရင်လမ်းတွေလည်းအခု ဟိုဆက်လက်ပြီးဆွေးနွေးတာတွေရှိတယ်ပေါ့ဟုတ်အခုလိုတော်လိုင်းကာလာအကန့်အသတ်ရှိနေတဲ့အဲဂျားထဲမှာပေါ့နော်လှုပ်ဆောင်နေရတာဆရာတို့အနေနဲ့ဘလို့အခက်ခဲတွေရင်ဆိုင်ရလဲစိန်ခေါ်မှုတွေဆိုရင်ဘာတွေကြော်လွှားနေရလဲဆရာအဲတာမန်ချိန်ဆိုရင်တော့မဘာလောက်ပဲလောက်လောက်ခက်ခဲဆိုတာတော့ရှိတာပဲအဲ့တော့ဒီလိုတော်လိုင်းကာလာဆိုတော့ပူဆိုးပေါ့ကျွန်တော်တို့ဒီလိုလမ်းဖောက်ဖို့ဆိုတာလဲရန်ရရတုံးရတော့ပြောမယ်ဆိုရင်တော့လာနေဖောက်ပြုတ်ဆိုလဲအများကြီးအခက်ခဲရှိတယ်ပေါ့နော် ခက်ခဲမနေဒီစိန်ခေါ်မှုပြောမယ်ဆိုကျွန်တော်လမ်းနေဖောက်နေနေလဲအပေါ်ကအဲဘာရီလာမလဲဆိုတဲ့ဟာတွေလက်လက်တွေဘလို့လက်လက်ကြီးတွေဘလို့ထုလာမလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့ကြောက်နေရတာပေါ့အဲ့တော့လမ်းပန်းတာဖောက်ပြီးတယ်ပြောမယ်ဆိုရင်တော့သွားလို့လာလို့ဟိုအဆင်ပြေနိုင်မယ်လမ်းလောက်ပဲဖောက်ပြီးနိုင်တယ်ပေါ့နော်ခက်တရလမ်းလို့အဲအကောင်းကြီးတော့မလုပ်ပြီးနိုင်ဘူးပေါ့နော် license ပေါ့နော် license နေလုတ်ပေးနေရတယ်တွေ့ရအဲ့ဒီ license နေလုတ်ပေးတဲ့အခါမှာပြည်သူလူထုပါဝင်လာအောင်အဲဆရာတို့အနေနဲ့ဘယ်လိုဆောင်ရဲရလဲကျွန်တော်ဟိုဟိုကျွန်တော်တို့သိတာဆိုအစောပိုင်းမှာဆိုလို့ရှိရင် license လုတ်တဲ့အခြေအနေကနေတယ်ပေါ့နော်အခုနောက်နောက်ပိုင်းတော့အာပြည်သူကပါပူပေါင်းဆောင်ရွက်ပြီးအများကြီးလုတ်လာတာတွေ့တယ်အဲ့ဒီဟာရဲ့အကျိုးကအာဘာတွေရှိလဲဆရာတော်လိုင်းကာလမှာဖြစ်နေတဲ့အတွက်ကြောင့်အာဒီဝင်ငွေ နေပါမှုကတကြောင်အလောက်ကန်ကလည်းခက်ခဲနေတယ်ဆိုတဲ့အနေထားမျိုးဖြစ်တော့အဲဦးစီးကောင်စီကနေပဲပြန်ပြီးတော့မှလမ်းညွှန်ပြီးတော့မှဒီအဲကျွန်တော်တို့ရင်လိုင်းစင်လောက်တယ်ဆိုရင်လည်းဒီတတ်မှတ်ခွန်နေပါတော့အာခွန်နေမကောက်ပဲနဲ့ဒီနံပါတ်ပြဖို့တစ်ခုထဲနဲ့တင်ပါတော့အဲ့ဒါရင်လိုင်းစင်နေပန်ဆိုင်မှုဂရန်နေလို့တဲ့တယ်နံပါတ်ပြအထိပါတော့ ထုတ်ပြီးဆောင်ရွက်ပေးပါလို့ပြန်လဲဒီဒီဒီနှစ်ကုန်ဒီကြံခဲ့တဲ့2024နှစ်ကုန်ခါနီလောက်မှပြန်ညွန်ကြလာတော့အဲ့မှကျွန်တော်တို့ကအခွန်တွေမကောက်နဲ့ပြန်ပြီးအဲလှုပ်ဆောင်ပြီးတော့နော်ခဏဦးမှာကျွန်တော်တို့အခွန်တွေနဲ့တတ်မှတ်ထားတဲ့အတွက်ကြောင့်လှုပ်ဆောင်မဲ့လူမရှိတော့ဖြစ်တယ်ပေါ့နော်တော်ပေမဲ့အခုလိုအခွန်မကောက်မနဲ့ ပြန်လဲဆောင်ရွက်ပြီးတော့အခုတော်တော်လေးလှုပ်လာကြတယ်ပေါ့နော်အအဓိကရည်ရွယ်ချက်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကလည်းဒီအလိုင်းစင်လှုပ်ချင်းအဖြစ်ပေါ့နော်အလူထုတွေအတွက်ပဲကျွန်တော်တို့ရည်ရွယ်တာပါအပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာအခုအပြည်နယ်မှာ KSP ဆိုတဲ့ရဲဆိုတာလည်းရှိပြီအပြည်ထရေးမှာလည်းတရားရုံးတွေတရားစီရင်မှုတွေလည်းရှိပြီပြီးတော့ကျွန်တော်တို့ထောင်နေပါတယ်ဆိုတာလည်းရှိပြီဆိုတဲ့အတွက်ကြောင့်အဲဒီလူထုတွေရဲ့အဲယင်ဆိုတဲ့ဟိုစိုက်ကယ်တွေကားတွေ အဆဆရဖြစ်ရင်နေပေါ့နော်အဲဒီတိုက်ခိုက်မှုတို့ကြောက်ရှာမှုတို့လူရဲမှုတို့ဆိုတဲ့အနေအထားမျိုးမှာဟိုဥပဒေနဲ့အညီပေါ့နော်အာအရေးယူဆောင်ရွက်ပြီးနိုင်ဖို့ရန်အတွက်ရနောက်တစ်ခုကဟိုပိုင်ဆိုင်မှုကိုဟိုတက်တည်ပြနိုင်ဖို့အတွက်ပေါ့နော်အာဒီရင်လိုင်းစင်ကိုဟိုလောက်ခန်းချင်းရရင်လိုင်းစင်လောက်ချင်းရအကျိုးကတော့တရားမှုကတော့ပြောမယ်ဆိုရင်ဥပဒေနဲ့ဖြစ်ရှင်လို့ရတယ်ဆိုတဲ့ဟာပေါ့နော် အခွန်အခမကောက်ပဲတက်မဲ့စည်းနှုံဘာမှမရှိပဲနဲ့လုတ်ပြီးတဲ့အပေါ်မှာအခုဆိုရင် လုတ်လာတဲ့အဲဒီ line စင်တွေကဟိုဟာဟိုအရေးအတွက်အဖြစ်ဘလောက်လောက်ရှိပြီလဲအဲဆနလဘိုင်းမှာကျွန်တော်တို့ကျညာတဲ့စာဖြတ်နေပါတော့တလဘိုင်းတွင်မှာမှကျွန်တော်တို့စပြီးပြန်လုတ်ပြီးတော့အခုဆို10ကနန်းလောက်တော့လုတ်လာပြီပေါ့နော်နောက်ဆုံးပြောမယ်ဆိုလို့ရှိရင်ဟိုရင်းလိုင်းစင်တွေတာမကမောင်းလိုင်းစင်တွေပါလုတ်လာကြပြီပေါ့အဲပြောမယ်ဆိုရင်တော့ အခမ်းမြာပြည်သူအားလည်းလူလာတယ်ပေါ့နော်ဒီ season ကြီးကြရဲ့စီကံရှိရှိအဲနေချင်ကြတဲ့အဲတောင်းချင်ကြတဲ့ပြည်သူလူထုတွေကတော့ပါဝင်လာကြတယ်ပေါ့ဟုတ်ဟုတ်ကဲ့ဆရာဆရာတို့အခုအာဌာနတွေဖွဲ့စည်းရေးနေရာမှာအခုဆရာဆိုလို့ရှိရင်၃ခုပေါ့နော်။ကုံသွေးရေး၊ရင်းနှီးမြုပ်နှံမှုတွေပို့ဆောင်ဆက်သွယ်ရေးပေါ့နော်။အဲ့ဒီဟာတွေဟို၃ခုအဲဒီပါမန့်၃ခုကိုမှတစ်ခုပြန်ပြီးတော့ပေါင်းတော့ဆရာကျတော့အဲ့ဒီဟာတွေဟိုဘယ်လိုမျိုးအဲဒီ၃ခုလုံးနဲ့ကင်တွယ်ပြီးထိစေရလဲဆရာ။ အော်ကျွန်တော်တို့ဌာနမှာကဟိုဌာနမူကြီးဟို၅ဦးနဲ့ဖွဲ့စည်းထားတယ်ပေါ့နော်အဲအဲ့လိုပြောလို့ရတယ်ပေါ့အာတော်မဲ့ဟိုတေဆာချာတိတိကျကျပြောရမယ်ဆိုရင်တော့ကျွန်တော်ဌာနမူကြီးရှိတယ်ပြီးတော့ဒုဌာနမူ၄ဦးရှိတယ်ပေါ့နော်အဲအဲ့ဒီအောက်မှာမှကျွန်တော်တို့ညွှန်ကြားမှုဆိုတာရှိတယ်ဟုတ်အဲ့ဟိုပေါ့ပြောမယ်ဆိုရင်ဌာနခွဲတစ်ခုမှာညွှန်ကြားမှုတယောက်စီနဲ့ဒုဌာနမူတယောက်စီရှိတယ်ပေါ့အဲ့ဌာနတစ်ခုလုံးရဲ့အထက်မှာတော့ ဌာနမှုကြီးတူဦးပဲရှိတယ်ပေါ့ဟုတ်ဟုတ်ဆရာအဲ့လိုဌာနတွေကိုပေါင်းပြီးတော့မှလုပ်ရတဲ့အကြောင်းကအာဘယ်လိုအခြေအနေအကြောင်းလဲအဓိကတော့ကျွန်တော်တို့လူအရင်းမြစ်ပေါ့လူရင်းမြစ်နေတယ်ဝန်ထမ်းပြောရမှာနော်ဝန်ထမ်းရှာခက်တယ်အဲလက်ရှိမှာကျွန်တော်တို့ကဒီအဲဌာနတွေလို့ပြောပြီးတော့ဝန်ထမ်းနေလို့ပြောပြီးမဲ့လဲပေါ့နော်ကျွန်တော်တို့မှာဒီလက်စာဆိုတဲ့ပုံစံမျိုးအပြည့်အဝမပြီးနိုင်ဘူးအဲလက်ရှိမှာအ အဲကျွန်တော်တို့ဒီ IC ဖွဲ့စည်းတိဆောက်ရမတောင်းဝန်ထမ်းဆောင်နေတဲ့အတူတွေအလုံးကတော့ပြည်သူဝန်ထမ်းနေပါဟိုစည်စနာဝန်ထမ်းနေပါเนาะလာစာအပြေဝဆိုတာမရှိဘူးအဲအတုံးစည်လေးလောက်နေပဲခါလေးဆိုအတုံးစည်တော့မမှန်ဘူးเนาะအဲအဲ့ဒါလေးလောက်နေပဲပြည်သူဝန်တွေကိုထမ်းဆောင်ပြီးနေကြတာပါဟုတ် ဟုတ်ကဲ့ဆရာအဲ့လို budget ကလည်းအကန့်အသတ်ပေါ့နော်။နောက်ဦးစားပေးရမယ့်အခြေအနေကလည်းကျန်းမာရေးဒီ CA အိဟာတွေလည်းရှိနေတဲ့အခါကျတော့ဆရာတို့ဒီလမ်းပန်းဆက်သွယ်ရေးလောက်တာခုနလို line စီနေလောက်ပေးတဲ့ကုန်ကြားစည်းရိမ်တွေကြတော့ဆရာတို့ဘယ်လိုမျိုးအခွဲဝေတုံးဆွဲလဲဆရာ။ဟုတ်ကဲ့ကျွန်တော်တို့အဲ့ဒီဟာကျတော့ကျွန်တော်ဒီအဲ ိုင်စင်လုပ်ပေးမယ်ဆိုရင်ကျွန်တော်တို့ကနံပါတ်ပြားတွေမှာယူထွက်လုပ်ဖို့လိုတယ်အဲဆိုင်ဆန္ဒနေလိုရတဲ့ဆိုင်ဆန္ဒနေဝယ်ယူသုံးပြဖို့လိုတယ်ဆက်ပစ္စည်းအဲ့ဒါတွေကြတော့ကျွန်တော်တို့ဟိုဘတ်ဂျက်အနေနဲ့ဦးစီးကောင်စီကိုတင်ရတယ်ပေါ့ဟုတ်ဦးစီးကောင်စီကနေပြီးတော့မှအဲဟိုလုံလောက်တဲ့ဘတ်ဂျက်တော့ဌာနတိုင်းကိုတော့မချပြနိုင်ဘူးတိုးပေမဲ့ဦးစားပေးစနစ်အနေနဲ့လိုအပ်တဲ့နေရာတွေချပေးတယ်ဆိုတဲ့ဟာမျိုးတော့ရှိတယ်ပေါ့အဲကျွန်တော်တို့မှဒီ ဦးစောဦးစီကောင်ကြီးကဒီကျွန်တော်တို့အဲဒုနာကနေရတာဒါမှမဟုတ်ရှင်ကျွန်တော်တို့ဒီအခွန်ခတွေထဲကပတ်စနစ်ခွဲပြီးရထားသလားဆိုတော့ဟိုရှိတဲ့ဘတ်ဂျက်လေးနဲ့ပေါ့နော်ကျွန်တော်တို့အဲပြန်ပြီးတော့မှခွဲပြီးသုံးဆွဲဖို့အတွက်ပြန်ချပြီးတော့ဟုတ်ဟုတ်ကဲ့ဆရာအဲဆရာတို့လည်းအခုလိုကာလမှာဒီလမ်းမဆက်သွေးတွေလမ်းခင်းတာတွေအဲပြုတ်ပြင်တာတွေအဲ့ဒါတွေလိုရတဲ့ဟာ တစ်ဖက်မှာရှိပြီတစ်ဖက်မှာကျတော့လေစီရေးကာလာဖြစ်နေတဲ့ခါကျတော့အဲဆရာရှေ့ပိုင်းမှာပြောသလိုအကုံကြောက်နေရပါတော့ဒီလေရင်တွေလက်နဲ့ကြီးတွေဒီဘုံတွေပေါ့နော်အဲ့ဟာရောထိခိုက်မှုတွေရှိသလားဆရာတို့လှုပ်ပြီးတော့မှအဲအဲ့ဟာနေနဲ့ရောဘလို့အခြေအနေတွေရှိလဲဆရာဟိုလှုပ်ပြီးတဲ့တခြားမှာလည်းထိခိုက်မှုတော့မရှိပါဘူးဗျဟုတ်မရှိဘူးဆိုတာလည်းပြည်သူမေတ္တာလည်းပါကောင်းပါနိုင်တယ်ပါတယ်ဆိုတာလည်းပြောလို့ရတယ်ပေါ့နော်ပြည်သူတွေရဲ့မေတ္တာကြောင့် အာထိခိုက်ဒီလိုတွေမရှိဘူးကျွန်တော်တို့တောက်လျှောက်လုပ်ပြီးတဲ့အထက်မှာဟိုအခက်ခဲဆိုတာတော့ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီပုံမှန်အနေထားမျိုးလိုမလုပ်ရတဲ့အတွက်ကြောင့်အဒီရန်ရားတွေတွာလာရေးပြီးတော့မှဒီဟောနော်စီတုံးပြမဲ့စီတွေဝယ်ချမ်းရေးတော့အခက်ခဲရှိတယ်ဆိုတော့လောက်ပဲရှိတယ်ဗောနော်ဒီလို ဟိုအချက်တဲလုံးဝအချက်တဲအထိခိုက်ထမတော့မရှိပါဘူးဗျာဒီကျတော်တို့လုံနေတဲ့လမ်းပန်းဆက်သွယ်ရေးကအဲဟိုကျတော်တို့ဆိုလဲဒါလိုင်းနဲ့တွေ့ရရပေါ့နော်တချို့လမ်းတွေကတတော်ကိုအခြေအနေဆူဆူပေါ့နော်အမိုးရင်းမှာတတော်ခက်ခက်ခဲခဲနဲ့အဲဆက်သွားလို့မရတဲ့အခြေအနေတွေရှိတယ်အခုຫນွေဘက်ဆိုလို့ရှိရင်လဲဟိုလမ်းကတတော်ဆူဆူဝါပေါ့နော်အဲတချို့နေရာတွေဆိုရေတန်တန်ကုန်းတန်တန်ဖြဲရရရှိရပေါ့နော်ဆိုတော့ဒီလမ်းမဲ့ဆရာတို့အခု လောက်ကင်ဆောင်ရွက်နေတဲ့လမ်းမဆက်တွေရဲ့အရေးပါမှုကဒီပြည်နယ်အတွက်အဲဘလောက်အာဟုတ်ပြောမဆိုတော့အဓိကတော့လူထုတွေတွေ့ပါပဲဒီကုန်စည်စီးဆင်းမှုတွေ့ရဲ့အဲဒီလူထုတွေပြောမဆိုဆင်တော့အာဒီဖက်မျိုးဟုတ်ပဲရောကအာရှင်မူတိုင်းရင်းနေတွေ့ဆုံဖို့တို့ကြားမှာရေးကိစ္စတို့ပေါ့နော်အဲတွားလာဖို့တွေ့ကိုကျွန်တော်တို့ဟိုရည်ရွယ်ပြီးအဲလောက်ပြီးတယ်ဆိုတော့အတွက်ကြောင့်အကျိုးတက်ရမှုတော့အများကြီးရှိပါတယ် โอเคအဲ့တော့ဆိုရင်လမ်းဘန်းဆက်သွယ်ရေးနဲ့ပတ်သက်ပြီးတော့ဒီရှေ့ဆက်လုံဆောင်အောင်နဲ့နဲ့ဆရာတို့ရဲ့ဒီလုပ်ငန်းစဉ်တွေကိုလည်းဟိုတီးခွင့်ဟုတ်ကျွန်တော်တို့ကတော့ဒီဆရာမတို့လာခဲ့တဲ့လမ်းကကျွန်တော်တို့ပြီးခဲ့တဲ့မိုးတွင်းမှာပြင်ထားတယ်ပေါ့နော်ပြီးခဲ့တဲ့မိုးတွင်းမှာပြင်ပြီးတော့မှမိုးတွင်းတုံးလာကြတယ်အဲပြီးတော့ဒီမိုးကုံတော့တကြော့ထပ်ပြင်တယ်တော့ဗမဲ့ဟိုလမ်းကဟို လုံးဝအကောင်းဖောက်တဲ့ဟာမျိုးမဟုတ်တဲ့အတွက်ကြောင့်ဆရာမတို့လာတဲ့ချိန်တချို့သောနေရာတွေဆိုးတယ်ဆိုတာအဲဟိုတစ်ချိန်တော့ကောင်းသလောက်ပဲရှိသေးတယ်ပေါ့နော်တော်ပေမဲ့ဒီမိုးမတိုင်ခင်တွာလာလို့ဆင်ပြေအောင်တော့တကြောတော့ဟောထပ်ပြင်ဖို့အာတချို့ဆိုးတဲ့နေရာတွေပေါ့နော်အာရှိမှာပါဟုတ်တခြားဖြည့်ဆွတ်ပြီးတော့ဆရာဒီပြည်သူလူထုကိုအတိပေးခြင်းလားချပြခြင်းလားဘာများရှိအောင်လဲအော်တချို့လူထုပေါ့နော်အတိပေးခြင်းနဲ့ဟိုတည်စီခြင်းနဲ့ပေါ့နော် တချို့တော့လူထုကလည်းဟုတ်တယ်ကျွန်တော်တို့အခု IC အနေနဲ့အဲဒီလက်ရှိမှာပေါ့နော်ဒီမော့ဆူကနေဒီမော့ချီတို့ဖက်တွားလို့ရှိရင်ကျွန်တော်တို့အာအခွန်လိုပုံစံမျိုးဆောင်ခိုင်းပြီးတော့မှတွားရတယ်ပေါ့နော် IC ကအခွန်ကောက်ကောက်ပြီးတော့မှဘာတွေလုပ်နေလဲဆိုတော့မိခွနေရတချို့တော့ပြည်သူတွေဈားတွေကနေထွက်လာတယ်ပေါ့နော်အဲကျွန်တော်တို့ကောက်တဲ့အခွန်နဲ့အဲဒီလို IC ကနေပြန်လည်လှုပ်ဆောင်ပေးတဲ့ဟာက အများကြီးပါဆိုတဲ့ဟာကြီးကိုမြင်တဲ့လူကတော့မြင်တယ်မမြင်တဲ့လူတွေတွေ့တော့ကျွန်တော်ပြောချင်တာကတော့အဓိကတော့ဒီအဲကျမ်းမာရေးနဲ့ပညာရေးကဏ္ဍမှာအရေးကြီးတာနံပါတ်1ဦးစားပေးထားတယ်ပေါ့နော်အဲမြို့နယ်လိုက်ရလဲလှစင်လို့ပြန်လဲအဲဟို budget လေးတွေချပေးတာရှိတယ်အဲ့တော့အဲအဲ့ဒီအပြင်ဟိုမှဒီလိုနေဝေးအဲကုံတွယ်မှုပြုလုပ်နိုင်ရန်အတွက်ပေါ့နော်ဒီအဲလမ်းမ်း ဆက်သွယ်ရေးကောင်းမှုရန်အတွက်ဆိုရဟာဟိုဒီထက်မကတော့ကောင်းမှုမှုရှိအောင်အတွက်ဟို IC ကဟိုရေချွတ် plan တွေရှိပါတယ်ပေါ့တော်ပေမဲ့ IC မှာအာလုံလောက်တဲ့ budget မရှိဘူးအဲဆိုတော့နေထိုင်မျိုးရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကအာဖြစ်နိုင်လူထုတွေအတွက်အဲစင်ပြေအောင်ဆိုပြီးတော့မှအာလမ်းဖောက်ဖို့အတွက်ကိုကျွန်တော်တို့ contract အနေနဲ့ပြီးချင်တယ်ပေါ့ ဟုတ်တကယ်လို့ contract ယူပြီးလုပ်နိုင်မဲ့အတူတူများရှိရင်တော့အဲကျွန်တော်နေတော်မဟုတ် DITC ဌာနနဲ့ဆက်တွေ့ပြီးတော့မှကန်လန်းလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ဆောက်လို့ရဌာနကိုနော်အဲအဲ့ဒီမှာဆက်တွေ့ပြီးတော့မှလှုပ်ဆောင်သွားနိုင်တယ်ပေါ့ကျွန်တော်တို့အဲ့ဒီလှုပ်ချင်အဖြစ်လည်းမလှုပ်ခင်ပေါ့နော်ကျွန်တော် IC နဲ့ညီနိုင်ပြီးတော့မှတကယ်လို့ဒီလမ်းဖောက်ရင်ဘယ်လောက်လောက်ကုန်ကြမှုရှိမလဲအဲဘယ်နှလအတွင်းကိုကားစီးကိုဘယ်လောက်စိုက်ကယ်စီးကိုဘယ်လောက်နှုန်းနဲ့အခွန်ပြန်ကောက်မလဲ ဆိုတော့တဘောတူညီချင်းရယူပြီးတော့အဲဒီလမ်းကိုဖောက်လို့ contract ချပေးနိုင်တဲ့အတိုင်းအတာမျိုး IC မှာရှိပါတယ်ပေါ့ပြီးတော့ကျွန်တော်တို့ IC ကခွင့်ပြုချက်နဲ့ပေါ့နော်ကျွန်တော်တို့မှာအဒီလူထုတွေအတွက်ကျွန်တော်တို့ရဲ့ဒီဘယ်လိုပြောမလဲထိန်းချုပ်နေနေဒီမှာအဲမိကွက်တွေပေါ်ဒီမှာအင်ယာလေးတွေဆောက်ပေးဖို့အစီအစဉ်ရှိတယ်ပေါ့နော်တချို့တော့သူတွေကလည်းဒီလိုမျိုးထိန်းချုပ်နေမြေမှာ လာပြီးနေထိုင်ခြင်းနဲ့မြေယာဝေရမအိမ်ဆောက်တဲ့အဆင့်ထိပေါ့နော်လောက်ပြီးနေထိုင်ခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ ਨੇ ဆက်တွေ့လို့ရပါတယ်ဆိုတဲ့အကြောင်းကျွန်တော်အဲစကားလက်ဆောင်ပါခြင်းတော့ဟုတ်ဟုတ်ကြအာကုန်စည်စည်းစင်းမှုကရောဘယ်လိုပုံစံနေနဲ့တွားနေလဲဆရာကုန်စည်စည်းစင်းမှုကတော့ပုံမှန်တွားတဲ့အနေအထားမျိုးထက်ဟိုဒီတစ်နှစ်ကတော်တော်တိုးတက်မှုရှိလာတယ်ပြောရမှာပါ အဲကျွန်တော်လမ်းလည်းပြင်ပြီးတာရေနောက်စနစ်တကျဂိတ်တော်မင်းများလဲဖြုတ်ပြီးတော့မှဒီပူပေါင်းဂိတ်ကြီးဖြစ်သွားတယ်ဆိုတော့အတွက်ကြောင့်ဟိုရခင်ကဆိုရင်ကျွန်တော်တို့ဒီဒီမော့ဆိုမှာဆန်တအိတ်ကိုအဲကျွန်တော်တို့တသိန်းနဲ့ပေးဝယ်ရက်ဆန်အိတ်မျိုးဆိုရင်မော်ချီဖြစ်မှာဆိုရင်3သိန်းခွဲလောက်ရှိတယ်အဲ့တော့အော်အခုလက်ရှိမှာကျတော့ကျွန်တော်တို့ဒီဖက်မှာတသိန်းဝယ်တဲ့ဆန်ကားဟိုမှာတသိန်းခွဲ3000လောက်ပဲရှိတော့တယ် အဲ့တော့ဟိုကုန်စည်စီးဆင်းမှုမှာဟိုစင်ပြောလို့ရှိရင်အဆင်ပြေနေလို့ကုန်စည်နှုန်းတွေလည်းတလောက်ထိပြောင်းလဲသွားတော့ဗောနော်အဲလူထုတွေအတွက်လည်းအများကြီးအဆင်ပြေလိမ့်မယ်လို့တော့ကျွန်တော်မျှော်လင့်တယ်ဘာလို့ဆိုဈေးတွေကအရန်ပြောင်းလဲတော့ပြီးခဲ့တဲ့နှစ်ကကျွန်တော်တို့ခရမ်းချင်းဒီတပိတ်တာကိုအဲဒီမှာတထောင်နဲ့နေဝယ်ရမှာဟုတ်မှာဆိုရင်3500ဆိုတဲ့ဟာဘလို့ရောင်းရောင်းဝယ်စားကြတော့ဗောနော် အခုကဒီမှာ1000ဆိုလဲဟိုမှာ1200လား1300လားပဲရှိတော့တယ်1500ဈေးမကွာတော့ဘူးနော်အဲ့တော့ကုန်စည်စည်းမှုလည်းကောင်းသွားတယ်အဲဆိုလိုတာလမ်းမှာလည်းတော်တော်အဆင်ပြေလာတယ်ဆိုတော့အနေထားမျိုးကြောင့်လည်းပါတယ်ပေါ့အဲ့တော့ရှိစက်ဒီထက်ပိုကောင်းတယ်နဲ့လမ်းနေပေါ်ဆောင်ပေးနိုင်မယ်ဆိုလို့ရှိရင်တော့ကုန်စည်နှုန်းတွေကတော့ဒီထက်မကအဆင်ပြေသွားနိုင်တယ်ပေါ့ဟုတ်ကဲ့ပါဆရာကျေးဇူးပါအခုလို့ DVB တည်င်းဌာနကိုတီးတဲ့ interview ခွင့်ပေးတဲ့အတွက်ဆရာအောင်အများကြီးကျေးဇူးတင်ပါတယ်ဆရာဟုတ်ကျေးဇူးပါဗျာ